ဒီနေ့ကတော့မမေကအားလုံးမျှော်နေတဲ့တထပ်သူ့လေးကိုတက်ပြပြပါမယ်ရှင်။အရင်ဆုံးရင်ွေးပူတည်ထားပြပါနော်။ဒါရင်ွေးပူလေးကိုမမေကခွက်ထဲမှာထည့်ထားပြပါပြီရှင်။ရင်ွေးပူလေးတဲကိုကော်ပေါ့နော်။ကော်လေးမင်းများလေးယူပေးရပါမယ်ရှင်။ကော်မင်းများလေးကိုရင်ွေးပူတဲကိုစိန်ထားရပါမယ်ရှင်။ကော်လေးတွေအဖြူရောင်ကနေလုံးဝအစ်ရောင်ပြောင်းသွားပြီဆိုအခုလိုမျိုးလေးစုလိုက်ပါရှင်။ တော်သူရဲ့အနောက်အံခွက်လေးကိုညှက်ထားပြီးပါရှင့်အင်းအပေါ်အံခွက်လေးကိုညှက်ပေးပါအဲ့ဒါမှတထပ်သူလေးနဲ့ပို့တူပြီးပို့လာမှမလို့ပါရှင့်ပြီးရခါကြလို့ရှိရင်ကော်လေးတွေကြည်အောင်ပြောင်းတဲ့ကော်လေးတွေကိုယူပြီးတော့တော်သူရဲ့ဘေးနဲ့အောက်ပေါ်တော့အဲ့ဒီဘက်ချန်လေးကိုကော်လေးကိုပြန်အောင်လုပ်ပြီးပါရှင့်အဲ့အရေးကြီးဆုံးအချက်ပါရှင့်ကော်လေးတွေပြန့်သွားပြီဆိုမှ အပေါ်တော့ကော်လင်းပြူရအောင်เนาะအောင်းနဲ့ပြီးနှစ်ဖက်ကိုကော်လေးကိုဒီကပြန်အောင်ထားပေးပါရှင်ပြီးတဲ့အခါကျလို့ရှိရင်เนาะကိုရဲ့သွားပေါ်မှာမင်းမင်းပြတဲ့လိုမျိုးလေးစွထည့်လိုက်ပါအဲ့လိုစွထည့်တဲ့ခါကျရင်ပုံလေးသွင်းပေးပါရှင်ပုံလေးသွင်းပြီးတဲ့ခါကျလို့ရှိရင်เนาะတထက်တူလေးဖြစ်ပါပြီကိုလိုချင်တဲ့နေရာမှာကိုကြိုက်တဲ့လိုမျိုးလေးတထက်တူလေးလှုပ်လို့ရပါတယ်เนาะကိုကြိုက်တဲ့နေရာလေးကိုလှုပ်ပါရှင်မင်းမင်းကတော့တစ်ဖက်ကိုအဝါတတ်ထားပြီးပြီးတော့တစ်ဖက်ကိုအဖြူလေးတတ်ထားပေးပါရှင်ဒီလိုမျိုးလေးပါနှစ်ဖက်ကเนาะနည်းနည်းလေးသူကတော့ ခက်တယ်ခက်တယ်ဆိုတဲ့အတွက်ကြောင့်တေချာလေးလိုက်လုပ်ပေးမှုလိုအပ်ပါတယ်ရှင့်ဒါမင်းရဲ့ထပ်တူလေးရပါပြီ thank you